ဒီမှာ power supply မှာ10 volt ဖြစ်နေပါပြီ။မီတာမှာတော့9 volt ကျော်ကျော်လေးပဲပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ဒါကို power supply ကိုဆက်ပြီးတော့တင်ကြည့်မယ်။မှာ power supply မှာ14.6 volt အထိတင်ထားပြီမယ်။မီတာမှာ9.3 volt လောက်ပဲပြတော့တွေ့ရပါတယ်။ဒါဆိုရင်ဒီစီနာ diode လေးကတော့ဘူ9 volt ဝန်းကျင်မှာပဲထိန်းထားပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။ Hi အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ကျွန်တော်ဇီနာဒိုင်အိုတွေကိုတိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ဇီနာဒိုင်အိုအကြောင်းကိုအတူတူလေ့လာကြမှာဖြစ်ပါတယ်။ဆက်လက်ရှုစားအပေးကြပါဦး။ဒီမှာမြင်နေရတာကတော့ဇီနာဒိုင်အိုနှစ်ခုဖြစ်ပါတယ်။ဟောဇီနာဒိုင်အိုအကြောင်းကိုမလေ့လာခင်မှာရိုးရိုးဒိုင်အိုတွေကိုအရင်ဆုံးမီတာနဲ့တိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ ဒီမှာရိုးရိုးဒိုင်အိုနှလုံးရှိပါတယ်ဒါကတော့3 ampere ဒိုင်အိုဖြစ်ပါတယ်ဒီမှာဗားလေးတွေရေးထားလဲဆိုရင်1 and 5401ဆိုပြီးတော့ရေးထားပါတယ်အောက်မှာကျတော့ m IC လို့ရေးထားပါတယ်ဒါတော့3 ampere ဒိုင်အိုဖြစ်ပါတယ်ဒါကတော့ရိုးရိုးဒိုင်အိုဖြစ်ပါတယ် ဒီမှာပါရေးထားလဲဆိုရင် H E R 107ဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်။ဒါတော့ရိုးရိုးဓာတ်ဥတွေဖြစ်ပါတယ်။အော်ဒီဓာတ်ဥတွေကိုကောင်းမကောင်းမီတာနဲ့ဘယ်လိုတိုင်းတာစစ်ဆေးမလဲ။ဒီဓာတ်ဥလေးတွေကိုမီတာနဲ့တိုင်းတာစစ်ဆေးမယ်ဆိုရင်မီတာကိုဒိုင်အိုစကေးမှာထားထားရမှာဖြစ်ပါတယ်။ အမီတာကိုဒါဥစကီမှာထားလိုက်ပါမယ်ဒီမီတာပလော့တန်လေးတွေကိုတို့ကြည့်မယ်အတမ်းကြီးတယ်ဆိုရင်ဒီမီတာပလော့တန်လေးတွေကအဆက်တွေ့ရှိတာဖြစ်ပါတယ်အဲတော့ဒီရိုးရိုးဒါဥလေးတွေကိုတိုင်းတာစစ်စစ်မယ်ဆိုရင်မာမီတာပလော့တန်အနေရောင်နဲ့ထောက်ထားမယ်ပြီးရင်အနေရောင်နဲ့ဒီဘက်မှာတို့ကြည့်မှာဖြစ်ပါတယ်မီတာမှာ369ဆိုပြီးတော့ပြနေတာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးရင်ဒီဘက်ဘုဘက်ဒီဘက်လမ်းပြီးတော့တိုင်းကျင်มาဖြစ်ပါတယ်ဒီဘက်လမ်းပြီးတော့တိုင်းလိုက်ရင်တော့မီတာမှာဘာမှ ပြောင်းလို့ဖြစ်ပါတယ်အဲနောက်ဘက်မှာမီတာပရိုတက်အနီကိုထားမယ်ကဲတုတ်ဘက်မှာမီတာပရိုအတန်အနက်ကိုထားမယ်ဆိုရင်တော့မီတာပြမှာဖြစ်ပါတယ်အေးပြောင်းပြန်ထားလိုက်မယ်ကဲတုတ်ဘက်မှာပရိုတက်အနီကိုထားမယ်အဲနောက်ဘက်မှာ ပတ်တာအနဲ့ကိုထားမယ်ဆိုရင်တော့မီတာမပြပါဘူး။ဒါဆိုရင်ဒီဒါအိုလီယာကောင်းတဲ့ပုံမှန်အလုပ်လုပ်နေတာဖြစ်ပါတယ်။နောက်တလုံးကိုတိုင်ပြမှာဖြစ်ပါတယ်။ဒီဒါအိုလီတွေမှာကြည့်မယ်ဆိုရင်ဒီအဖြူရစ်ပါတဲ့ဖက်ကကက်တုပ်ဖြစ်ပါတယ်။ဖြူရစ်မပါတဲ့ဖက်ကအဲနုပ်ဖြစ်ပါတယ်။ဒါအိုရဲ့အဲနုပ်ဖက်မှာမီတာပတ်တာအနဲ့အောင်ထားထားတယ်။ပြီးဒီအနေအောင်လေးနဲ့ဒီဘက်မှာတိုးခြင်းမယ်။မပြဘူး။ပြီးရင်ဒီဘက်ကိုလှည့်ခြင်းမယ်။ ဓာဥရဲ့ကက်တုတ်ဘက်မှာမီတာပရိုတန်အနက်ကိုထားတယ်။အဲနောက်ဘက်မှာပရိုတန်မျိုးထားခြင်းမှာဖြစ်ပါတယ်။ဒီမှာကဏ္ဍလေးတွေပြနေတာတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီဓာဥလေးကလည်းကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်။ဒါတော့ရိုးရိုးဓာဥတွေကိုတိုင်တာစစ်စစ်တဲ့နေဖြစ်ပါတယ်။ဒီတစ်ခါဇီနာဓာဥတွေကိုတိုင်တာစစ်စစ်ခြင်းမှာဖြစ်ပါတယ်။ဓာတ်အုပ်ဒီမှာဒါလေးကတော့ဇီနာဓာတ်အုပ်လေးဖြစ်ပါပဲ ဇီနာဒိုင်အိုကိုလည်းမီတာနဲ့တိုင်းတာဆစ်ဆေးလို့ရပါတယ်။ဇီနာဒိုင်အိုကို တိုင်းတာဆစ်ဆေးမယ်ဆိုရင်လည်းရိုးရိုးဒိုင်အိုတွေလိုပဲတိုင်းတာဆစ်ဆေးလို့ရပါတယ်။ဒီမှာဒီဇီနာဒိုင်အိုတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်ဘက်မှာရစ်လေးပါတယ်။အရစ်ကြောင်လေးပါတယ်။ဒီဘက်ကတော့အရစ်မပါဘူးဖြစ်ပါတယ်။အဲ့တော့ဒီအရစ်ပါတဲ့ဘက်ဘက်ကတော့ကက်တုတ်ဖြစ်ပါတယ်။အရစ်မပါတဲ့ညာဘက်ကတော့အန်တုတ်ဖြစ်ပါတယ်။အဲ့တော့ဒီဇီနာဒိုင်အိုလေးကိုလည်း မီတာလေးနဲ့တိုင်းချင်မှာဖြစ်ပါတယ်။ဒိုင်အိုရဲ့အရစ်ပါတဲ့ဖက်ကဲတုပ်ဖက်ချောင်းကိုမီတာပလော့တာအနေနဲ့ထိထားမယ်။ပြီးရင်ဒီမီတာပလော့တာအနေနဲ့ကဲတုပ်ဖက်အနုဖက်ကိုထိကြည့်မယ်ဆိုရင် မီတာမှမပြပါဘူး။ဟုတ်ပညာလဲကြည့်မယ်။ပညာလက်ကြည့်လိုက်မယ်ဆိုရင်မိသားပြနေတော့တွေ့ရမှာဖြစ်ပါတယ် ညာဘက်ခြမ်းကတော့ကက်တုတ်ဘက်ခြမ်းဖြစ်ပါတယ်မီတာပရိုတက်အနည်းအောင်နဲ့ထိထားတယ်ဒီဘယ်ဘက်ခြမ်းကတော့အနုတ်ဖြစ်ပါတယ်မီတာပရိုတက်အနည်းအောင်နဲ့တုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဒီစီနာတာအုပ်လည်းကောင်းတယ်လို့ယူဆလို့ရပါတယ်နောက်စီနာတာအုပ်တစ်လုံးကိုဗန်တာဆစ်ဆေးခြင်းမှာဖြစ်ပါတယ်ဒီတာအုပ်မှာဆိုလက်တင်မဲကြီးလေးပါတော့တွေ့ရမှာဖြစ်ပါတယ်ဒီတာအုပ်မှာဆိုလက်တင်မဲကြီးလေးပါတဲ့ဘက်ကတော့ ကဲတော့ဖြစ်ပါတယ်ဒီမမဲရင်မှာပါတဲ့ဘက်ကတော့အန်တို့ဖြစ်ပါတယ်အဲတော့မီတာလေးနဲ့တိုင်းချင်းမှာဖြစ်ပါတယ်ဒါအိုရဲ့ကဲတော့ဖက်ဝမီတာပရိုတက်အနီအောင်နဲ့ထိထားတာဖြစ်ပါတယ်ဒီမှာမီတာမပြပါဘူးဟောပညာလဲချင်းမှာဖြစ်ပါတယ်ဒီကအန်တို့ဖက်ဝမီတာပရိုတက်အနီအောင်ထိထားတာဖြစ်ပါတယ်ဒီမှာမီတာမှာကဏ္ဍလေးတွေပြနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။ဒါဆိုရင်ဒီဇီနာဒိုင်အိုတွေကလည်းကောင်းတာကိုတွေ့ရပါတယ်။ဇီနာဒိုင်အိုတွေကိုမီတာနဲ့တိုင်တာဆစ်ဆီတဲ့အခါမှာရိုးရိုးဒိုင်အိုတွေလိုပဲတိုင်တာဆစ်ဆီလို့ရပါတယ်။ဒီခါကျတော့ဒီဇီနာဒိုင်အိုလေးတွေကိုဘူးကျွေးပြီးတော့ဘူးပေးပြီးတော့တိုင်တာဆစ်ဆီကြည့်မှာဖြစ်ပါတယ်။အဲ့တော့ဘာလို့မလဲဆိုရင် mercury resistor လေးတလုံးလုံးနဲ့ mini power supply လေးလုံးနဲ့ပြီးရိုးရိုး digital meter လေးတလုံးလုံးမှာဖြစ်ပါတယ်။ ဒီမှာ power supply ရဲ့အပေါင်းပဲချောင်းကိုဒီမှာ resistor လေးတစ်လုံးနဲ့ညှပ်ထားပြတာဖြစ်ပါတယ်။စင်နာဒိုင်ရဲ့ကက်တုတ်ဖက်ချောင်းကိုဒီ resistor ဖက်မှာခဏလေးခဲဆော်ပေးလိုက်မှာဖြစ်ပါတယ်။ဒီစင်နာဒိုင်လေးရတော့9ဘူးစင်နာဒိုင်လေးဖြစ်ပါတယ်။ power supply ကလာတဲ့အပေါင်းပဲချောင်းကိုဒီမှာ 1k resistor လေးခံပြီးတော့စင်နာဒိုင်ရဲ့ကက်တုတ်မှာခဲဆော်ထားတာဖြစ်ပါတယ်။ပြီးစင်နာဒိုင်ရဲ့အန်နုတ်ဖက်ချောင်းမှာ မီတာကနေလာတဲ့ပရိုတန်အနက်ရဲ့ဒီပါဝါဆပ်ပလိုင်းကလာတဲ့အနုတ်ဟိုဒီမှာတွဲပြီးတော့ချိန်ဆက်ထားတာဖြစ်ပါတယ်ဒီဇီနာဒိုင်အိုရဲ့ကက်တုတ်ပစ်ချမှာမီတာပရိုတန်လေးနဲ့ဘူတိုင်းချင်းမှာဖြစ်ပါတယ်ဒီမှာ5504 5ဘူလောက်ပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ပါဝါဆပ်ပလိုင်းလေးကိုနည်းနည်းလေးတင်ချင်းမှာဖြစ်ပါတယ် နိုင်ဘူးစီနာတာဥဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ဘူးတီတင်လို့ရမှာဖြစ်ပါတယ်။ဘိုးဘူအားလေးကိုတဖြည်းဖြည်းတင်ကြည့်မှာဖြစ်ပါတယ်။ပေါင်းဝါဆပ်လိုင်းမှာစစ်ဘိုးကျော်လာပြီးမီတာမှာလည်းစစ်ဘိုးကျော်လာတော့တွေ့ရမှာဖြစ်ပါတယ်။ဘိုးအားဆက်ပြီးတော့တင်ကြည့်မှာဖြစ်ပါတယ်။ပေါင်းဝါဆပ်လိုင်းမှာနိုင်ဘူးဖြစ်သွားပါပြီ။မီတာမှာလည်းနိုင်ဘူးပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ဆက်ပြီးတော့တင်ကြည့်မယ်။ ဒီမှာ power supply မှာ damn boost ဖြစ်နေပါပြီ။မီတာမှာတော့9ဘူးကြော်ကြော်လေးပဲ ပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ရော power supply ကိုဆက်ပြီးတော့တင်ကြည့်မယ်။မာ power supply မှာ14.6ဘူးအထိတင်ထားပေမဲ့မီတာမှာ9.3ဘူးလောက်ပဲပြတော့တွေ့ရပါတယ်။ဒါဆိုရင်ဒီစီနာဒိုင်အိုလေးရတော့ဘူး9ဘူးဝန်းကျင်မှာပဲထိန်းထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဘူအားကိုကျွန်တော်ပြန်လျှော့လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲနိုင်ဘူအောက်ရောက်သွားရင်တော့မီတာမှာလည်းနိုင်ဘူအောက်ရောက်သွားတော့တွေ့ရပါတယ်ဒီစီနာတိုင်အုပ်ကအဝင်ဘူအားနေရင်နေတဲ့လောက်ပြမှာဖြစ်ပြီးတော့ဒီစီနာတိုင်အုပ်မှာဖြတ်စီမဲ့လျက်စီဟာပါဝါဆပ်ပလိုင်းကပေးတယ်ဘူအားနေရင်နေတယ်လို့ဖြတ်စီမှာဖြစ်ပြီးတော့ အများဆုံးနိုင်ဘိုးဝန်းကျင်နိုင်ဘိုးဝန်းကျင်အထိပဲဖြတ်စည်းခွင့်ပြုမှာဖြစ်ပါတယ်နိုင်ဘိုးဝန်းကျင်မှာပဲထိန်းထားပြမှာဖြစ်ပါတယ်အဲဆိုရင်ဒီစီနာတိုင်အုပ်ကကောင်းတယ်လို့ယူဆလို့ရပါတယ်ဒီနောက်စီနာတိုင်အုပ်တစ်လုံးကိုစမ်းကြည့်မှာဖြစ်ပါတယ်ဒီမှာနောက်တိုင်အုပ်လေးနောက်စီနာတိုင်အုပ်လေးတစ်ခုရှိပါတယ်ဒါတော့4.7စီနံတိုင်အုပ်ဖြစ်ပါတယ်သူ့လည်းခုနကလိုပဲ ကဲတုတ်ဖက်ချားမှာဒီမှာ resistor မှာချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ power supply ကို2 by 5 volt လောက်မှာချိန်ထားတာဖြစ်ပါတယ်။ပြီးရင် power supply မှာ10 volt လောက်ရောက်တဲ့အခါမှာလည်းဒီ meter မှာ4.7 volt လောက်ပဲပြနေတော့တွေ့ရပါတယ်။အဲတော့ power supply ကိုထပ်ပြီးတော့တင်ကြည့်မှာဖြစ်ပါတယ်။ ။ဒါတော့ power supply ကို14.6ဗိုလ်တိတင်ထားပြီမယ်။မီတာမှာ4.8ဗိုလ်လောက်ပဲထိုင်ထားပြီတော့တွေ့ရပါတယ်။အဲဆိုရင်ဒီဇီနာဒိုင်အိုဒ်တွေကတော့ကောင်းတယ်လို့ယူဆလို့ရမှာဖြစ်ပါလေ။ဇီနာဒိုင်အိုဒ်တွေကိုကျွန်တော်တို့ဒီလိုဗိုလ်လေးကျွေးပြီးတော့ဒိုင်တာဆစ်ဆီလို့ရပါတယ်။ဒီတစ်ခါ5.7 volt စင်နာဒါအုပ်လေးကိုပိုလေးတိုင်းပြီးတော့ပိုကြွေးပြီးတော့စမ်းကြည့်မှဖြစ်ပါတယ်။ ကောင်းမကောင်းစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ဟောဇီနာဒါအိုလေးကိုခဲဆော့တတ်ဆင်ထားလိုက်ပါပြီ။ဒီရင်ဇီနာဒါအိုရဲ့အဲနုတ်ပဲချမ်းမှာပါဆပ်ပလိုင်းအနုတ်ကိုပါဝါအနုတ်ကိုပေးမှာဖြစ်ပါတယ်။ဖော်ဘူးလောက်မှာထားထားဖြစ်ပါတယ်။ဒီလိုဒါပရိုတာလေးနဲ့တိုင်းချင်းမှာဖြစ်ပါတယ်။5 point စစ်ဘူးစင်နာတာအိုအားလောလောဆယ်ဖို့ဘူးကြော်ကြော်လောက်ပြနေပါတယ်။ဟုတ်ပါဆပ်ပလိုင်းကိုလည်းတင်ချင်မှာဖြစ်ပါတယ်။ပါဆပ်ပလိုင်းမှာစစ်ဘူးကြော်သွားပါပြီ။မီတာမှာတော့5.5ဘူးလောက်ပြနေတော့တွေ့ရပါတယ်။ပါဆပ်ပလိုင်းကိုထပ်ပြီးတော့တင်ချင်မယ်။တန်ဘူးလောက်ပါဆပ်ပလိုက်မှာပြနေပြီမီတာမှာ5ဘူး ကြော်ကြော်လေးမှထိန်းထားတော့တွေ့ရပါတယ်။ဒါပြီးတော့တင်ချင်းမယ်14ဘူးကြော်ပြီ။တော့ supply မှာ14ဘူးကြော်လာပြီမယ်။မီတာမှာ5ဘူးကြော်ကြော်လေးမှပဲထိန်းထားတော့တွေ့ရပါတယ်။ဒါဆိုရင်ဒီစီနာဒိုင်အိုလေးလည်းကောင်းတာကိုတွေ့ရပါတယ်။နောက်ပြန်ပြီးတော့ဖြုတ်လိုက်လို့ရှိပါတယ်။အော်ဒီမှာ 1k resistor လေးခံထားတာတော့ဒီဇီနာဒိုင်အိုဒ်တွေပုံများပြီးတော့ ပျက်စီးသွားမှာဆိုလို့ကောက်ခွေထားတာဖြစ်ပါတယ်။အဲတော့ဇီနာဒိုင်ဥလေးတွေကိုဒီလိုစက်ကစ်လေးဆင်ပြီးတော့ကောင်းမကောင်းဒိုင်တာဆစ်ဆေးလို့ရပါတယ်။ဒီဇီနာဒိုင်ဥလေးတွေဟာစက်ကစ်ပေါ်မှာရှိနေမယ်ဆိုရင်ဒီလိုဒိုင်တာဆစ်ဆေးဖို့ခက်ပါတယ်။အဲဒါကြောင့်မလို့စက်ကစ်ပေါ်မှာရှိတဲ့ဇီနာဒိုင်ဥလေးတွေကိုဆိုရင်တော့ဖြုတ်ပြီးတော့ဒီလိုလေးစက်ကစ်ဆင်ပြီးတော့ဆစ်ဆေးနိုင်မှာဖြစ်ပါတယ်။ တခြားဘိုးမတူတဲ့ဇီနာဒိုင်အိုတွေကိုလည်းဒီလိုပဲတိုင်းတာဆစ်ဆီလို့ရပါတယ်။ဥမာဒီစကစ်ပြားမှာဆိုရင်ကျွန်တော်ဇီနာဒိုင်အိုလေးတွေကိုလိုက်ရှာကြည့်မယ်ဆိုရင်ဒီမှာဇီနာဒိုင်အိုလေးတွေတွေ့ရမှာဖြစ်ပါတယ်ဒီမှာသလုံးနှလုံးအရွယ်စားမတူတဲ့ဇီနာဒိုင်အိုလေးနှလုံးတွေ့ရမှာဖြစ်ပါတယ်။အဲတော့ဒီဇီနာဒိုင်အိုလေးတွေကောင်းမကောင်းဆိုရင်ကျွန်တော်ဒီစကစ်ပြားပေါ်ကနေဖြုတ်ပြီးတော့ပထမဦးဆုံးမီတာနဲ့ တိုင်ကြည့်လို့ရမှာဖြစ်ပါတယ်တစ်ဖက်ပြတယ်တစ်ဖက်မပြဘူးဆိုရင်တော့ကောင်းတယ်ပြီးရင်ဒီထက်ပို့ပြီးတော့တိုင်တာဆစ်ဆေးခြင်းနဲ့ဆိုရင်စကေးပြပွားနေဖြုတ်ဖြုတ်ပြီးတော့ပါဝါဆပ်လိုက်နဲ့ရှေ့ကလောက်ပြတဲ့လိုမျိုးစကေးလေးဆင်ပြီးတော့တိုင်တာဆစ်ဆေးလို့ရမှာဖြစ်ပါတယ်ဒါတော့စကေးပြပေါ်မှာတွေ့ရတဲ့ဇီနာဒိုင်အုပ်တွေရဲ့နမူနာပုံစံလေးတွေဖြစ်ပါတယ် ဒီစကစ်ပြားလေးမှာအသေးလေးမှာဆိုရင်လည်းဒီမှာစင်ညာဓာတ်ဥလေးတစ်လုံးတွေ့ရပါတယ်ဒီမှာဒီကြားထဲမှာစင်ညာဓာတ်ဥတသေးလေးတစ်လုံးပါတာတွေ့ရပါဖြစ်ပါတယ်ဒီမှာဒီအားလေးပါအဲ့တော့ဒီနေ့တော့စင်ညာဓာတ်ဥတွေဘယ်လိုတိုင်းတာဆစ်ဆေးရမလဲဘူးပေးပြီးတော့ဘယ်လိုစကစ်ဆင်ပြီးတော့တိုင်းတာဆစ်ဆေးရမလဲဆိုတာကို ယတူလေးလာခဲ့ကြတာဖြစ်ပါတယ်။လာရောက်ကြီးစုကြတဲ့မိတ်ဆွေများအနေနဲ့အကျိုးတစုံတရာရရှိကြမယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။လာရောက်ကြီးစုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။